ိတ်သားတို့အားလုံးပဲမင်္ဂလာပါခင်ဗျကျောင်းအန်ခင်မူပါဒီနေ့စီစဉ်လို့မစခင် channel ကို subscribe လုပ်ဗီနာခေါင်းလောက်နှိပ်ထားပြီးတော့ VPN လေးဖွင့်ကြည့်ပေးကြပါဦးလေမြေတားရခင်ဗျာစိတ်ဆိုတော့ဒီနေ့မှာကတော့ beginner နေ့ကအပိုင်းဆက်တွေကိုဆက်လိုက်ပြီးတော့တင်ဆက်ပေးမှာဖြစ်တဲ့ရုပ်ရှင်ကားကတော့ One Life Gives You Tangerine ဆိုရယ်2025မှာ Netflix ကနေထုတ်လွှင့်ထားတဲ့ Korea Drama Series လေးပဲဖြစ်ပါတယ်ဆိုတော့ဒီကားထဲမှာကျွန်တော်ရဲ့အချစ်တော်အာယုန်နဲ့ပတ်ဖို့ကန်းတို့ကပြန်လည်ပါဝင်ထားပြီးတော့1960ခုနှစ်ကာလအခြေပြုပြီးတော့ရိုက်ကူးထားတဲ့ ဇက်လန်းလေးပဲဖြစ်ပါတယ်ဆိုတော့မကြည့်ရသေးတဲ့ဇွေရှိရင်လည်းအစားကနေသွားပြန်ကြည့်လို့ရပါခင်ဗျာဒီနေ့မှာတော့ကျွန်တော်အပိုင်းဆက်သုံးကိုဆက်လက်ပြီးတော့တင်ဆက်သွားမှာဖြစ်ပါတယ်ခင်ဗျာဒီပိုင်းဆက်မှာတော့မင်္ဂလာကားပေါ်ကဆင်းလာတဲ့သရိုသမီးလေးဂွန်မြောင်ကိုတွေ့ရမှာဖြစ်ပါတယ်ဂွန်မြောင်ဝေးမှာရှိတဲ့ကားထဲကနေလှမ်းကြည့်နေတာကတော့ငယ်ချေဦးယုံမုံပါပဲယုံမောင်ကသူနဲ့ဂွန်မြောင်တို့ရဲ့တွေ့ဆုံမှုတဖန်ပြန်ပြီးတော့သတိရနေခဲ့ပါတယ် ကွန်မြောင်နဲ့ရုံမုံတို့ကြားမှာခုနှစ်နှစ်တာတန်ယုံစင်ကြီးရှိခဲ့ပြီးတော့သူတို့နှစ်ဦးကတယောက်ကိုတယောက်အသက်ထမကချစ်ခဲ့ကြပါတယ်။ရုံမုံကလည်းဘလောက်ဝေးဝေးကွန်မြောင်စီကိုအရောက်လာလေးရှိပါတယ်။ရုံမုံကတော့မင်္ဂလာဝတ်ဆုံဝတ်ထားတဲ့ကွန်မြောင်ကိုဆက်ဆက်ကြည့်မယ်လို့တစ်ချိန်လုံးကဂရီပေးခဲ့ဘူးတာပါ။အဲဒါမှာတော့မင်္ဂလာဝတ်ဆုံနဲ့ကလေးတယောက်လိုလှနေတဲ့ကောင်မလေးဟာသူ့ရဲ့အပျော်ရွှင်ရသောနေ့ကိုတေချာလေးကိုဖျက်ဆီးနေပါတယ်။ကားရီယာရုံမုံကတော့သူဂရီတီသွားပြီလို့သာတီတို့ရေရွနေပါတော့တယ်။ကွန်မြောင်တော့အားပါရီယာလက်လှမ်းပြပြီးတော့ခေါ်လိုက်ချိန်မှာရုံမုံတယောက်ကားထဲကနေထွက်လာဖို့စူးစမ်းပါတော့တယ်။ အိုင်နာမာရဲ့အဆွမ်းရဲ့ကဘာမှာလည်းလူအစ်ပေါ်ထွက်လာပါတယ်။တားချစ်မြီးနှဲ့ဆွဲစကားမမှားရွံ့တာကြောင့်အဆွမ်းနဲ့ကွမ်ရှိတို့ကတော့မြီးဦးလေးကိုတွေ့တာနေခဲ့ကြပါပြီ။ဒါပေမဲ့ရောက်ခမဖြစ်သူကတော့အဆွမ်းကိုကိုးပွားနဲ့ကိုရှင်သန်ဖို့သာပြောနေပါတယ်။တကယ်လို့ဂုံမြောင်အိမ်တော်ကြရင်လည်းမိခင်တော်ဝန်ကြီးပေါ်အောင်နေဖို့မှားနေပါတယ်။အဆွမ်းလည်းသူချွေးမိုင်းပြီးပါဘက်ကအမျိုးတွေတစ်ခါမှလာပြီးတော့မကြည့်တာကြောင့်မေးပါတော့တယ်။ကွမ်ရှိကတော့သူ့ဘာသာရောက်ခရီးဖြစ်နေရင်လည်းအလုံးလက်မဲ့တတ်မှတ်ကိုမတွေ့ခြင်းကြောင့်ဝင်ပြီးတော့ပြောပါတယ်။အဲဒါမှတော့ဘူဆန်းကီက 16 gram ရွှေဖားလေးဝယ်ပို့ပြီးပြီးတော့တက်ကတူပို့ပါတယ်။ဒါမှလည်းမလိမ္မာတဲ့အိုးမြောင်းကတော့ဘသူပါပြောပြောနားမလဲပါဘူး။အဲနောက်ကွမ်ရှိကသူသားအနေနဲ့ဒီအခြေအနေကိုမယောင်ရဲသိမ်ဘူးလို့ပြောပါတယ်။အိုးမြောင်းလည်းသူမွေးနေမှာဆိုအမြဲဖယ်ထားကြတာမဟုတ်။သူကလေးကိုတော့အကုန်လုံးပေးမယ်လို့သာပြောလိုက်ပါတယ်။တကယ်တော့အိုးမြောင်းမွေးနေတုန်းကအခြေအနေကတာမန်အခြေအနေနဲ့မတူခဲ့လို့ပါပဲ။ဒါတွေကိုမသိတဲ့အိုးမြောင်းကမိသားစုဝင်တွေကိုစိတ်ထဲအညိုတေးထားနေခဲ့ပါတယ်။ကွမ်ရှိကတော့သူသားမိသားစုဘယ်လိုစီမံသွားမလဲဆိုတာကိုစိတ်ပူနေတာပါ။ဒါပေမဲ့အိုးမြောင်းတော့သူ့ဘာသာလုပ်ငန်းလုပ်နေတာရှိတဲ့အတွက် စိတ်မပူဖို့ပြောပါလေအဖေဖေးသူကတော့သူသားအပေါင်းအသင်းမှားမအောင်စိတ်ပူနေပြီးတော့ချောယုံနဲ့မပေါင်းဖို့လည်းတန်တန်တားနေခဲ့ပါလေအားလုံးကွမ်ရှိကတော့သူသားကိုချောယုံနဲ့အတူအပေါင်းဆိုင်မှာဖွင့်ဖို့သတိပေးလိုက်ပါလေကွမ်ရှိကတော့ခလေးရလာတော့ပါသူ့ကိုတခွမချံပြန်ပြောပြီးတော့မရင်ကျန်နိုင်တဲ့သားကိုဒေါသထွက်နေခဲ့ပါလေဒါမဲ့အုံမြောင်းကတော့အဖေစီကအကူအညီမလိုဘူးလို့သာပြန်ပြောလိုက်တာပါအားလုံးကွမ်ရှိကလည်းအုံမြောင်းစီကနေအဖေတယောက်အနေနဲ့ဘာအောင်မှမမျှော်လင့်ဘူးလို့ပြန်ပြောပါလေ ။ကွမ်ရှိကတော့သူ့သားကိုကုံတယ်ဖို့ဒါမှမဟုတ်လုံနေရာတီကြဖြစ်အောင်ရှာဖို့သာတကြီးကြီးတိုက်တွန်းနေတာပါ။ဒါမဲ့အုံးမြောင်တော့သူ့ကိုအဖေဖြစ်သူလိုငယ်စဉ်ကလေးကပင်ပန်းဆင်းရဲပြီးတော့နေခဲ့ရတယ်လို့နေခိုင်းပါလားလို့မေးလိုက်ပါတယ်။ပြီးတော့အုံးမြောင်ကဂုံမြောင်ကိုမဟုတ်ပဲသူ့ကိုလည်းကြည့်ဖို့ပြောပါတယ်။အုံးမြောင်တော့အဖေဖြစ်သူလိုမိသားစုဝင်၄ယောက်ရှိတာကိုစားသောက်ဆိုင်သွားပြီးတော့သုံးရသားသုံးအောင်စားပဲမှားရတဲ့အဖေမျိုးမလုပ်ပဲ၅ယောက်၆ယောက်စားမှားနိုင်တဲ့အဖေပဲလုပ်တော်မယ်လို့ပြောလိုက်ပါတော့တယ်။ကွမ်ရှိကတော့သားရဲ့စကားကြောင့်သူ့ကိုယ်သူတောင်းဝင်မကြည့်ဘူးလို့ထင်ခဲ့ကာထမင်းအောင်စားမစားနိုင်ဖြစ်နေရပါတယ်။ ။ဦးမြောင်းနဲ့စိတ်ဆိုးဆိုးနဲ့တားရောက်ကိုဆင်းသွားပြီးတော့စိတ်လိုက်သွားတောင်းနေပါလေ။အားလုံးအဲဆိုးနဲ့တားဖြစ်သူနောက်ကိုအမြန်လိုက်သွားပြီးတော့ဘာလို့အဖေကိုစော်ကားအိုဟိပြောရတာလေးလို့ပြောပါတော့လေ။ပြီးတော့အဲဆိုးကလူကြီးပြားအသက်ကြီးလာရင်စိတ်ပိုပြော့လာပြီးတော့ဘာပဲပြောစိတ်ဓာတ်ရလွယ်တာကြောင့်မပြောဖို့တားလိုက်တာပါ။ဒါမဲ့ဦးမြောင်းတော့ကိုမြောင်းအဖေကိုကိုမြောင်းမေကပဲချော်ပေးလိုက်ပါလို့ရွက်ပြီးတော့ပြောခဲ့ပါလေ။အဲဆိုးနဲ့ကြားလေးရွက်လေးဖြစ်လာတဲ့တားကိုဒေါသထွက်သွားခဲ့ပါလေ။ဒါမဲ့ဦးမြောင်းတော့ကလေးတွေကသူ့မေအဲဆိုးယုံကြည်ထားလောင်တော်တယ်မလားလို့ပြောလိုက်တာပါ။ ။ဩမြောင်းနဲ့ဂုံမြောင်းကိုကြတော့မိဘတွေကကြီးပင်လာတဲ့အပြည့်ဝယုံကြည်ပေးထားပြီးသူ့အလှဲ့မှောင်တော်တစ်ခုလုံးမယ်ဆိုတိုင်းတန်တရားဝင်ခန်းတာကြောင့်သာဒီလိုဖြစ်နေရတာလို့អော်ပြောလိုက်ပါတော့တယ်။အဲဒီချိန်မှာဟင်းစုကကလေးချီပြီးတော့အောက်ကိုရောက်လာခဲ့ပါတယ်။ဟင်းစုကကလေးချီရတာညောင်းလာကြောင့်ဩမြောင်းကိုတကူးတကလာပြီးတော့ချီခိုင်းတာပါ။အဲတော့အမင်းနဲ့အဲဆုံးလဲမရင်ကျက်တဲ့သားနဲ့ကျွေးမောင်တော်လေးပဲစိတ်ညစ်သွားပါတယ်။ဒါတော့အဲဆုံးကကျွေးမစီကနေမီးလေးဂျဲကြီးကိုယူချီလိုက်ပြီးတော့သားနဲ့ကျွေးမောင်တော့အိမ်မော်ပြန်တက်ခိုင်းလိုက်ပါတယ်။ အန်တမတော့အဲဆုံးကကလေးကြည့်ပြီးတော့လမ်းလျှောက်လာရင်သူတို့ကိုကြည့်နေကားတစ်စီးကိုတွေ့သွားခဲ့ပါလေတကယ်တော့အဲဒီကားပိုင်ရှင်ကဟင်းစုအမေပဲဖြစ်ပါလေဟင်းစုမေကတော့သူသမီးကိုလာတွေ့ဖို့အစင်းသင်းမဖြစ်သေးတာကြောင့်ချောင်းမဲကြည့်နေခဲ့တာပါအဲဆုံးကလည်းဟင်းစုအမေကိုတွေ့တာနဲ့မြီးလေးကိုတွေ့ပေးဖို့ကားထဲကိုဝင်သွားခဲ့ပါလေ။ဟင်းစုအမေလည်းသူသမီးတလောက်ထိဖြစ်မယ်ဆိုတာမသိခဲ့ဘူးလို့ပြောကာငိုယိုနေပါတော့တယ်။ဟင်းစုအမေကတော့မြီးလေးကိုပုတ်သက်ထိတွေ့နေတယ်။သူသမီးကိုယူကျုံးများဖြစ်ကာငိုနေခဲ့ရှာတာပါ။အဲဆုံးကတော့သူတို့အချိန်နေကြောင်းလက်ဆုပ်လေးတကွင်းအောင်မစင်ပေးနိုင်တဲ့အတွက် ဒီလိုခံစားနေရပေမဲ့ကလေးတွေကဘာလို့နေနိုင်ရတာလဲလို့တွေးနေပါလေ။အဲဆုံးလဲသူသားအုံးမြောင်းကလမ်းမှန်မရောက်သေးပေမဲ့စူးစားတဲ့ကလေးပါလို့ပြောလိုက်ပါလေ။တကယ်တမ်းမှာတော့ဟင်းစုအမေကအုံးမြောင်းကိုမုံချင်းမရှိပါဘူး။ဟင်းစုမေကတော့တားဆိုတာအဖေနဲ့တူတာကြောင့်ငကိုကလေးကအဲဆုံးမေရဲ့ဘဝကိုအကောင်းဆုံးလို့အားကျခဲ့တဲ့ဟင်းစုအမေအတွက်အုံးမြောင်းကိုပြောစရာမရှိခဲ့ပါဘူး။ကလေးတွေရဲ့အားကစားပွဲတော်တုန်းကလည်းဟင်းစုအမေကတော့ကလေးသုံးယောက်နဲ့ဗျာများနေခဲ့ရပေမဲ့ကွမ်ရှိကအဲဆုံးလက်ကိုဆွဲပြီးတော့လိုက်ဖို့ပေးခဲ့ပါသေးတယ်။အဲ့လိုမြင်ကွင်းတွေကိုမြင်လိုက်ဟင်းစုအမေက အဲဆုံးကဘလို့ကံကောင်းမှုတွေကြောင့်ဒီလိုတွေခံစားနေရပါမယ်။သူ့အလှဲမှာဘလို့အပြစ်တွေကြောင့်များဘူဆန်းကီလိုမစင်နဲ့ကျုံရတာလေးလို့တွေးမိပြီးတော့ငိုရပြန်ပါလေ။အန်နာဟွန်းစုမိကသူသမီးဘာမှမတတ်တာကြောင့်မျက်ရည်ကျလောက်တဲ့အထိစူလို့ရတယ်လို့အဲဆုံးကိုခွင့်ပြုပေးပါလေ။အဲဆုံးတော့ဟင်းစုပေါ့အဲ့လိုမလုပ်တဲ့ပြင်လက်စုပ်ကောင်းကောင်းမှာဆင်ပေးပါမယ်လို့ဂရီပေးလိုက်ပါလေ။အားကြောင့်ဟင်းစုနဲ့မြည်ဦးလေးကိုတွေးကြည့်ဒီတိုင်းလာခဲ့ဖို့အဲဆုံးကခေါ်လိုက်တာပါ။အဲဆုံးကသားသမီးချင်းပေးထားကြတဲ့ဆက်ဆိုင်ကဂျေဇူးရှင်တွေလိုပဲလို့ပြောလိုက်ပါလေ။အဲနောက်မှာတော့ဟင်းစုအမေကကလေးလေးကိုကြည့်ပြီးတော့ သူသမီးနဲ့တော်တော်တူတာပဲလို့ပြောနေပါတယ်။အဲလိုနဲ့အဲဆုံးကတော့သားသမီးစုပ်ဆိုတဲ့ခေါင်းစဉ်နဲ့ကြပြားရေးခဲ့ပါတယ်။အဲနောက်မှာတော့ဂုံမြောင်းအိမ်ပြန်မလာတာကြောင့်ဦးမြောင်းကဒေါသထွက်နေပါတယ်။ဦးမြောင်းတော့သူ့အမကပဲကုမ္ပဏီကိုကယ်တင်ရမယ်မရှိမှဆိုလို့အဲဒီလိုပြန်မလာနိုင်တာဖြစ်ရတာလားလို့ပြောနေပါတယ်။အဲနောက်မှာတော့ဦးမြောင်းတောက်နေတဲ့ရပ်ပလင်းကိုအဲဆုံးကအတင်းဆွဲယူသွားပါတော့တယ်။တကယ်တော့အဲဒီရပ်ပလင်းဟာချောင်းကကလေးမွေးနေတဲ့အတွက်ဦးမြောင်းကိုပေးလိုက်တာပါ။ဒါပေမဲ့ဦးမြောင်းတော့အဖေနဲ့မိကသူ့ကိုပြစ်ထားနှိမ်ထားတာကြောင့်သူလေးမွေးနေတဲ့အတွက်ပေးလိုက်တာလို့ပြောပါတယ်။ ်။ NMR အစိုးကအကြီးမားဂုံမြောင်လဲကုမ္ပဏီကြောင့်ပင်ပန်းပြီးတော့တည်ခြင်းစိတ်ပေါက်နေတဲ့အကြောင်းအုံးမြောင်ကိုပြောပြပါလိမ့်။ဒါပေမဲ့အုံးမြောင်ကတော့ဂုံမြောင်ကကုမ္ပဏီကောင်းအောင်အလုပ်လုပ်ပြီးတော့လူထင်ကြီးအောင်ပဲနေတတ်တာလို့ပြောလိုက်ပါလိမ့်။အုံးမြောင်အဖေနဲ့မိနောက်ပိုင်းနေမကောင်းဖြစ်လာရင်ဘသူကကူးဆိုင်ပေးမှလဲလို့မေးပါလိမ့်။အနမရတီဗီမှာကိုရီးယားနိုင်ငံနာမည်ကြီးကုမ္ပဏီတွေထိခိုက်မှုများနေအကြောင်းကိုတွေးလိုက်ရပါတော့တယ်။အဲကြောင့်ဂီယာလုပ်ငန်းစုရဲ့ကုမ္ပဏီ28ခုနဲ့မှာ28ခုကိုပိတ်သိမ်းသွားတော့မယ့်အကြောင်းသူတို့လည်းသိသွားခဲ့ပါတော့တယ်။ အနမရဆိုးမအလုံသမားတွေကိုအလုံဖြုတ်နေရကြောင့်ဂုံမြောင်မှာအလုံပြုတ်သွားခဲ့ရပါတယ်။ဆိုးမအလုံသမားတွေကလည်းဆန္ဒပြထုတ်ဖော်နေကြပြီးတော့အလုံဖြုတ်တာသဘောမတူကြအောင်စူပူနေကြပါတော့တယ်။အလုံနဲ့ဂုံမြောင်လည်းရုတ်တရက်အလုံပြုတ်သွားတာကြောင့်စိတ်ဓာတ်မကျပဲနောက်ထပ်အလုံကိုထပ်ပြီးတော့ရှောက်ပါတယ်။အနမရဂုံမြောင်ကတစ်ခုမရနောက်တစ်ခုရှောက်ပြီးတော့သူ့ရဲ့ခက်ခဲနေတဲ့ဘဝကိုအဖေမေမသိအောင်လို့ဖြတ်တန်းနေရှာပါတယ်။အလုံနဲ့တရက်မှာတော့ဂုံမြောင်စိတ်ညစ်နဲ့ကားစီလာရင်းနဲ့အရင်ကအလုံလုတ်ခဲ့တဲ့ဂိမ်းရုပ်ရှင်မှတ်တိုင်ကိုတွေးလိုက်ရပါတယ်။ အားကြောင့်ဂုံမြောင်လည်းတုံဆိုင်မနေတော့ပဲကားပေါ်ကနေဆင်းပြီးတော့ရုပ်ရှင်ရုံထဲကိုဝင်လိုက်ပါတယ်။ဂုံမြောင်တယောက်စိတ်ပန်းဖြေဖို့အတွက်ဂိမ်းရုပ်ရှင်ရုံမပိတ်ခင်မှာတယောက်ထဲရုပ်ရှင်လာကြည့်ပါတယ်။အဲဒီမှာပီကာဆိုမဟုတ်တော့ပဲကျွန်းစော့ဟာဂုံမြောင်နဲ့တိတ်မကွာတဲ့ခုံမှာထိုင်ပြီးတော့ဂုံမြောင်ကိုကြည့်နေခဲ့ပါတယ်။ရုပ်ရှင်ပြီးသွားတဲ့ခါမှာတော့တထေးကကျွန်းစော့ကိုဂုံမြောင်လာတာတွေ့ကြောင်းပြောလိုက်ပါတော့တယ်။ဘာပြန်ပြောတော့ကျွန်းစော့ကိုတထေးလည်းသူခွင်းပေးထားတောင်ဖြုံးတိပြစ်လို့ဒေါသထွက်နေခဲ့ပါတယ်။အဲဒါကြောင့်ကျွန်းစော့လည်းအပြင်ကိုထွက်ပြီးတော့ဂုံမြောင်နောက်ကိုအပြေးလိုက်ပါတယ်။ ီကမှလည်းဂုံမြောင်ဘတ်ပေါ်ရောက်နေပြီးတော့ဂျွန်းစွားတော့မမီတဲ့ဘတ်ကိုထပ်ပြီးလိုက်ရပြန်ပါလေ။အဲနောက်မှာဂျွန်းစွားကအခွင့်အရေးဆိုတာတုံးကားထပ်ပုံများနိုင်တော့သဘောပေါက်သွားပါတော့လေ။အဲကြောင့်ဂျွန်းစွားဘတ်နောက်ကိုတဲတန်ပြေးလိုက်နေတနေရာရောက်မှတော့ကောင်းအောင်မိသွားခဲ့ပါလေ။တကယ်လဲ IMF တာမဖြစ်ခဲ့ရင်ဂုံမြောင်လည်းအလုံးမပြုတ်ခဲ့ရင်ရုပ်ချင်းရုံကတာမပိတ်ဖြစ်ခဲ့ဘူးဆိုရင်အရာအလုံးကိုတပုံစံတည်းမဖြစ်ခဲ့ရင်ဒီလိုမျိုးသူတို့နှစ်ယောက်ရဲ့အခိုက်အတန့်ကိုကြုံရမှာမဟုတ်ပါဘူး။အဲနောက်မှာတော့မှတ်တိုင်းအဆုံးကိုရောက်ရှိလာပြီးတော့ကားဆရာအတန်ကြောင့်ဂုံမြောင်လည်းလန်နိုးလာပါတော့တယ်။ ကိုမြောင်နဲ့သူမျက်စိရှိမှမြင်တွေ့လိုက်တဲ့ဂျွန်းစောကြောင့်အိမ်မက်လူတောင်ထင်းသွားခဲ့ပါလိမ့်။ဂျွန်းစောရဲ့ရုပ်ရှင်မှာကလေးကလိုက်လာတာဖြစ်ပြီးတော့အချင်းတွေကိုသိပေမဲ့ဒီတစ်ခါလွတ်လို့မဖြစ်တော့တဲ့အကြောင်းကိုပြောပြလိုက်ပါလိမ့်။အဲလိုနဲ့သူတို့ကဆိုင်းဆိုင်မှာချင်းဆိုပြီးတော့စကားပြောဖို့အတွက်ဆုံးဖြတ်လိုက်ကြပါလိမ့်။ဂျွန်းစောရဲ့ပြောရည်အပြုံးတွေကြောင့်ကိုမြောင်ကတော့အနေရခံနေခဲ့ပါလိမ့်။ပြီးတော့ဂျွန်းစောရဲ့စတိုင်ကလည်းအရင်ကကိုမြောင်မြင်ခဲ့သလိုမဟုတ်ဘဲအများကြီးပြောင်းလဲသွားပါပြီ။ဂျွန်းစောကတော့ပီကာဆိုလိုနီးပြဖို့အနုပညာသင်တန်းကျောင်းတစ်ခုကအလုပ်ကမ်းလှမ်းတာကိုခံခဲ့ရပါလိမ့်။ တကယ်တော့ကျွန်းစောကပြားဆိုင်ကိုအမြဲလာလိရှိပြီးတော့တရက်မှာတော့ဂုံမြောင်လာမအောင်တွေ့နှုံနှုံနဲ့စောင့်နေခဲ့တာပါကျွန်းစောကဂုံမြောင်သူသတိရနေအကြောင်းပြောပြီးတော့ရက်ကိုရက်ကန်းနေဖြစ်နေခဲ့ပါလေအဲ့နမှာတို့တို့နှစ်ယောက်လဲစိုးကျူတောင်းရင်းနဲ့စကားဆက်ပြောကြပါလေဂုံမြောင်တို့တော့ကျွန်းစောကသူ့အဖေလိုယောက်ျားမျိုးလိုခံစားလိုက်ရပါလေတကယ်တော့ကျွန်းစောကရင်ကလေးကဂုံမြောင်ကိုတဖက်သက်သဘောကျနေခဲ့တာပါဒီလိုနဲ့သူတို့နှစ်ယောက်ရဲ့လူကြီးတွေလိုဒိတ်ခဲတဲ့အမှတ်တရမှာအုံပုံအချစ်တွေကပွင့်ထွက်လာခဲ့ပါတော့တယ် ဘယ်တော့မှမကြီးမပြုံးဘူးခဲ့တဲ့ဂျွန်းစောကိုမြောင်တယောက်ကသာရီပြုံးအောင်လုပ်နိုင်ခဲ့တာပါဂျွန်းစောကတော့သူ့အတွက်အလှဆုံးဖြစ်တဲ့သူ့ချစ်သူလေးရဲ့ဘုံလူပကြီးတွေခဏခဏဆွဲပေးလို့ရှိပါတယ်ဒိုနဲ့ကိုမြောင်တော့ဆာရှိမီကြိုက်တဲ့ဂျွန်းစောကိုသူတို့ရဲ့ပင်လယ်စီကငတင်းဝါအစ်စ်ကိုစားဖို့အတွက်ခေါ်သွားမယ်လို့ဆုံးဖြတ်လိုက်ပါတော့တယ်အဲ့နောက်မှာတော့ကိုမြောင်အခြေဆုံးယောက်ျားနှစ်ယောက်စပြီးတော့တွေ့ဆုံပါပြီတခါမှပင်လယ်မလာဘူးခဲ့တဲ့ဂျွန်းစောတက်တော့ခတ်ခဲပြီးလေပေါ်မှာအံမဲအံနေပါတော့တယ်ကွမ်ရှိကလည်းသူသမီးပြောထားတဲ့အတိုင်းငါတင်ဝါတွေကိုဖမ်းပေးနေခဲ့ပါတယ် ကိုမြောင်တော့သူ့ဤစားကိုအဖေကစိုက်ကြည့်နေကြအောင်အနေအားခက်လိုက်မယ်လို့ဝင်ပြီးတော့ပြောပါလေကိုမြောင်တော့အဖေရှိမှရီးစားဘက်နေရမယ့်နေ့တွေကိုရောက်လာခဲ့ပါပြီအဲနောက်ကိုမြောင်အိမ်သာသွားဖို့ထွက်သွားခဲ့ပါလေဒါမဲ့လှိုင်းမှုနဲ့ချုံးစောကမရမကထပြီးတော့ကိုမြောင်နောက်ကိုလိုက်ဖို့ကြိုးစားပါလေဒါအမေနဲ့ခွမ်းရှိလဲသူသမီးနောက်ခဏခဏမလိုက်ဖို့နဲ့ငါသိင်ဝါးရီပေးမှမလို့ထိုင်စားနေတာပိုကောင်းလိမ့်မယ်လို့ပြောလိုက်ပါလေအဲနောက်မှာတော့ကိုမြောင်တို့သားဖားလဲချုံးစောကိုစာရင်ခေါ်လာပြီးတော့ရှယ်ကိုကြွေးမွေးပါတော့တယ်ကျွန်းစွားတော့ကွမ်းရှိကိုကြောက်ပြီးတော့မစားရဲမပြောရဲဖြစ်နေခဲ့ပါလေ ကိုများတော့အတော့လွန်နေရာကြောင့်မောင်ဖြစ်သူပခုံးပေါ်မှာမှီပြီးတော့အိပ်ပျော်နေခဲ့ပါလေ။အဲဆောင်ကတော့ရွှေစုဆောင်ပြီးစီးရင်တွေလုံနေရာကြောင့်ယောက်ျားနဲ့တမတ်ကိုအဝေးကနေသာထိုင်ကြည့်နေခဲ့ပါလေ။အဲကြောင့်ရင်ကုန်းသမားအတော်တွေကတော့ချုံးစော့ကိုအဲဆောင်သဘောမကျဘူးလို့သာထင်နေခဲ့တာပါ။အဲနောက်မှာတော့ဂွမ်ရှစ်ကပလေးစစ်တယ်လို့ချုံးစော့ကိုမေးခွန်းညီးပဲမေးပါတော့တယ်။ကိုများတော့သူ့ကောင်လေးကိုကြမ်းတမ်းတမ်းမဆက်ဆံမှုအဖြေဖြစ်သူကိုလှမ်းပြီးတော့ပြောပါလေ။ဒါမဲ့ဂွမ်ရှစ်ကတော့ချုံးစော့ကစကားလည်းမပြောတတ်၊လှေလည်းမစီးတတ်တဲ့ပြင်အရက်တောင်မတောက်နိုင်ပဲသူတို့ဂျဲကျူးကိုဘာလာလုတာလဲလို့မေးလိုက်ပါတော့တယ်။ အားကြောင့်ကွမ်ရှစ်ကချွန်းစော့သူသမီးတို့ကဘာများလုံနိုင်လဲလို့မေးပါတယ်။ပြီးတော့ကွမ်ရှစ်ကချွန်းစော့ဒီတိုင်းထိုင်ပြီးတော့မစူးစားတာကိုကျင်းနေစိတ်ပူရှုပ်လာတယ်လို့ပြောလိုက်ပါတယ်။ဒါပေမဲ့ချွန်းစော့ကသူကစူးစားခဲ့ရင်တော့ကွမ်ရှစ်ကသဘောမကျဘူးဆိုရင်တော့သူဘာပဲလုပ်လို့မတတ်နိုင်ဘူးလို့ပြောပါတယ်။အားကြောင့်အုံမြောင်းလဲမကြိုက်တာသဘောမကျတာနဲ့စူးစားကြည့်တာမျိုးတော့မလုပ်ချင်တာလားလို့ဝင်မေးလိုက်ပါတယ်။အဲဆုံးကတော့ပြားရီရီစစ်ထဲနေနဲ့ရေကုန်းသမားအတော်တွေလဲသဘောထားကိုမေးလိုက်ပါတော့တယ်။အဲဆုံးကတော့ချွန်းစော့ကလူကောင်းလေးတယောက်လို့ဖြစ်နေပါတယ်။တကယ်တော့ချွန်းစော့ကအစာသိပ်မစားပေမဲ့ ဒီနေ့မှာတော့ဂွမ်ရှိအသီးမှတ်ပြအောင်ထမင်းတွေအများကြီးစားပြီးခဲ့ပါတယ်။အဲဒါမှာတော့ဂုံမြောင်းသက်ဆင်ခန်းသွားဖို့ဇပွဲဝိုင်းကနေရုတ်တရက်ထားသွားခဲ့ပါတယ်။ဂျွန်းစောလိုက်သွားဖို့ပြင်ပေမဲ့ဂွမ်ရှိကထပ်ပြီးတော့ဟောက်ပြန်ပါတယ်။ဂျွန်းစောကတော့အပြင်မှာမှောင့်နေပြီးတော့အေးလဲအေးနေလို့ပြောကာကုံအင်းကြီးလေးယူပြီးတော့လိုက်သွားပါတယ်။အဲဒါမှာတော့ဦးမြောင်းကဂျွန်းစောရဲ့ဦးကြောင်ကြောင်ပုံစံဘဝင်မကြတယ်လို့ပြောနေပါတယ်။ဂွမ်ရှိကတော့သူ့သားကိုရောက်ဖောက်လေးစားဖို့ပြောနေခဲ့ပါတယ်။ဦးမြောင်းလည်းသူ့ဖေကဂျွန်းစောကိုသဘောကျတာမြင်ပြီးတော့အံ့ဩနေခဲ့တာပါ။ အဲ့ဒါမှတော့ဂွမ်ရှစ်ကအုံးမြောင်းကိုကျုံးစောတဲ့ပဇွန်လေးခြံပေးပြီးတော့ခွာထားပေးဖို့ပြောနေပါတယ်။တကယ်တော့ဂွမ်ရှစ်ကကျုံးစောကြောင်းသိပြီးတော့လေပေါ်မှာစားတွေ့ရသဘောကျနေခဲ့တာပါ။ကျုံးစောကသူ့ကိုယ်သူဒိန်းဒိုင်းဖြစ်တာတောင်မှထိုင်မနေဘဲနဲ့ဂုံမြောင်ပြုတ်ကျသွားမှောက်စိတ်ပူနေခဲ့ပါတယ်။ဂွမ်ရှစ်လည်းသူကပင်လယ်ပြင်မှာကြီးလာတဲ့သူမလို့သူသမီးပြုတ်ကျတာကိုကြည့်နေမှာမဟုတ်ကြောင်းပြောပါတယ်။ဒါမဲ့ကျုံးစောကလက်မခံပဲတေးချောင်းကိုယ်တိုင်သွားပြီးတော့စစ်ဆေးတာကြောင့်ဂွမ်ရှစ်ကဒါကိုသဘောကျနေခဲ့ပါတယ်။အဲ့တော့ဂုံမြောင်ထွက်လာတော့ကျုံးစောကကိုင်းကြီးဝေပေးပြီးတော့ပြန်ခေါ်လာခဲ့တာပါ။ ကွန်မြောင်းတော့ဂျုံစွာကိုပို့ပြီးတော့စူးစမ်းသိတယ်လို့စကားဆလိုက်ပါတယ်။ဂျုံစွာကစူးစမ်းနေတာတော့ရင်ကလေးကဒီလိုပုံစံပဲမလို့အခက်တွေ့နေခဲ့တာပါ။အားလုံးကွန်မြောင်းလည်းသူတော်ရင်ကလေးကဒီလိုမဟုတ်ပဲဂျုံစွာအမေကိုအမေလို့အတန်ကြိမ်းနဲ့အော်ခေါ်ခဲ့ရတာလို့ပြောပါတယ်။အားလုံးကွန်မြောင်းကရင်ကလေးကသူကအဖေသမီးဖြစ်တာကြောင့်အဖေသာခွင့်မပြုရင်တို့တွေမင်္ဂလာပွဲလည်းမရှိနိုင်တော့ပဲဇလန်ပြီးပြီဆိုတာသေးကြတယ်လို့ပြောလိုက်ပါတယ်။ဒါပေမဲ့တော့ဦးမြောင်းကသူမိမဟွန်းစုတုံးကတော့မှချက်ချင်းခွင့်မပြုပေးခဲ့ပဲအခုမှဂျုံစွာကိုချက်ချင်းသဘောတူတာကိုခံပြေးနေခဲ့ပါတယ်။ ဒါကြောင့်အိုးမြောင်းကအမားဖြစ်သူတို့ဇုံတွဲကိုအခွေးနှစ်ဆပေးလိုက်မအောင်လက်ပိုက်ကြည့်မနေနိုင်ဘူးလို့အဖေကိုပြောပါတော့တယ်။အဲ့ချိန်မှာပဲချုံဆော့ရောက်လာပြီးတော့ဂွမ်းရှိကိုအဖေလိုအကြေးအော်ခေါ်လိုက်ပါတယ်။ပြီးတော့ချုံဆော့အရန်မူးနေအောင်ပြုတ်ကျသွားပါတော့တယ်။အဲနောက်ချုံဆော့အတင်းယုံထားပြီးတော့ပဇုံတကောင်ကိုကောက်ကင်ကသူ့ကိုပဇုံအခွန်ထွာပေးလို့ရမလားလို့ဂွမ်းရှိကိုပြုံးပြီးတော့မေးပါတယ်။အဲ့ဒါအမြင်နဲ့အဲဆုံနဲ့သဘောကျပြီးတော့ပြုံးကြည့်လိုက်ပါတယ်။အဲဆုံကတော့ချုံဆော့ကသူ့သမီးဂွန်မြောင်းကိုတကယ်ချစ်တယ်ဆိုတာကိုယုံသွားခဲ့ပါပြီ။ပြီးတော့အဲဆုံကချုံဆော့အမေဟာ ကွန်မြောင်းတားချစ်တဲ့ကြောင်းရင်ကုန်းသမားဒေါ်ရီကိုပြောပြနေပါတယ်။အဲနောက်အဲဆုံးကဟာလာဆန်တောင်ပေါ်ကရတဲ့ပြားရည်ရိုင်းကိုတေချာထုတ်ပေးပြီးတော့ချွန်းစော့အမေအတွက်လက်ဆောင်ထုတ်ပေးလိုက်ပါတယ်။တကယ်တော့ချွန်းစော့အမေကလည်းအဲဆုံးနှလုံးသားကိုလှုပ်ခါနိုင်အောင်အရင်ဆုံးလက်ဆောင်တေချာထုတ်ပိုးပေးခဲ့တာပါ။အဲညမှာတော့ချွန်းစော့ကိုအိမ်မှာသိရတာကြောင့်ကွမ်ရှစ်ကတော့စိတ်မချဖြစ်နေပါတယ်။အဲဆုံးကတော့ကွမ်ရှစ်လိုမဟုတ်ဘဲချွန်းစော့ကိုအခန်းထဲမှာသိရတာတော့မှစိတ်မကောင်းဖြစ်နေတာပါ။ကွမ်ရှစ်ကတော့ချွန်းစော့သူ့အိမ်မှာရှိနေတာကြောင့်သူ့ကိုတတ်တောင်းတတ်တာမရှိသေးဘူးလို့ပြောပါတယ်။ အရံကွမ်ရှိကချွန်းစော့အိမ်မိတ်ထွက်ချောင်းမှုကြံပါလေ။အဲဆုံးကတော့မထွက်ဖို့တားနေပြီးတော့ဂုံမြောင်အခန်းကိုချွန်းစော့ခိုးဝင်မှမဟုတ်တာကြောင့်တညာလုံးစောင်းကြည့်ဖို့မလိုချောင်းကိုပြောလိုက်ပါလေ။ဒါမဲ့ကွမ်ရှိကတော့အဲဆုံးပြောစကားကိုနားမထောင်ဘဲအပြင်ကိုအတင်းမဲ့ထွက်သွားပါတော့လေ။အဲဒီမှာတော့ကွမ်ရှိပြင်ထွက်လာတဲ့ခါမှာချွန်းစော့ကအလံတကြားနဲ့ထလာပါလေ။ဒါမဲ့ချွန်းစော့ဘေးမှာတိတ်တိတ်ကလေးအိတ်နေခဲ့တာကတော့အမကိုစိတ်မချလို့ကင်းလာဆောင်နေတဲ့အုံးမြောင်ပါပဲ။အုံးမြောင်လည်းအဖေနဲ့ရောက်ဖအတန်းကြောင့်လန်နိုးလာခဲ့ပါတော့လေ။အဲ့နမှာရဲ့အဲဆုံးကကျုံးစော့အမေပေးလိုက်တဲ့ဘူးကိုဖြွင့်ကြည့်လိုက်ပါလေ ဒီထဲမှာလက်ဆောင်နဲ့သူစာလေးဆောင်လေးပါလာခဲ့ပါတယ်။အိုက်စာနမတော့ချွန်စော့အမေကစာကိုဖွဲ့နှွဲပြီးတော့ရေးသားထားပါတယ်။အဲဆုံးကိုဂျေဇူးတင်ကြောင်းမှာရေးထားခဲ့တာပါ။ပြီးတော့ချွန်စော့အမေကသူ့ဘလောက်ထိဂုံမြောင်းကိုချစ်တယ်ဆိုတဲ့အကြောင်းကိုပါရေးထားတာမြင်တော့အဲဆုံးတယောက်စာကိုနှလုံးသားနဲ့ခံစားပြီးတော့သဘောကျနေပါတော့တယ်။အဲနောက်ကွမ်ရှစ်ခန်းထဲကိုပြန်ဝင်လာပြီးတော့သူသမီးအခန်းထဲကိုသာချွန်စော့ဝင်သွားရင်တပြင်းပဲလို့ပြောနေခဲ့ပါတယ်။ဒါမဲ့အဲဆုံးကတော့စိတ်မချဖြစ်နဲ့ကွမ်ရှစ်ကိုတစ်ဖက်သက်အချစ်ကလေးတခြားလူလက်ထဲပို့ပေးလိုက်ဖို့ဖြောင်းဖြားလိုက်ပါတယ်။ တကယ်တော့အဲဆုံးကဒီလိုတွေဖြစ်လာမယ်ဆိုတော့ကြုံတိနေနေခဲ့ပြီးသားပါအဲလိုနဲ့ဂုံမြောင်အတိုက်သေးကနေခုံထွက်လာတဲ့ငှက်ကလေးလိုအရွယ်တစ်ခုရောက်လာတဲ့ခါမှာတော့လက်ထပ်ဖို့ကဖြစ်လာပါတော့တယ်အဲနောက်မှာမင်္ဂလာဆောင်တော့မဲ့ဂုံမြောင်ကသရုပ်သမီးကားပေါ်မှာအပျော်ကြီးပျော်ပြီးတော့လိုက်ပါလာခဲ့ပါတယ်အဲဆုံးကတော့ဂုံမြောင်ကိုအရင်ပြုံးပြော်ပြနေအဖေဖေးသူကွမ်းရှိကတိကောင်းဖြစ်လိမ့်မယ်လို့ပြောပါတယ်အဲဆုံးကလည်းငိုချင်တာကြောင့်ဂုံမြောင်ကချော့နေရပါတယ်ဂုံမြောင်ကတော့သူအိမ်အောင်ပြူပြင်းအောင်ဘတ်ဂုံမြောင်မဟုတ်ပဲရန်ဂုံမြောင်လိုပဲအမေဖေးသူကိုပြောနေခဲ့ပါတယ် ပြီးတော့အိမ်နမတ်ကိုလည်းကျွန်းစောတို့အိမ်နမတ်လိုက်ပြီးတော့မပြောင်းထားဘဲသူတို့အိမ်နမတ်တိုင်းမဲ့ထားမှလို့ဂုံမြောင်ကပြောပါတယ်။အဲဆိုကငိုချင်နေရာကြောင့်ဂုံမြောင်ကအမေငိုလို့သူပါလိုက်ငွေဓာတ်ပုံနဲ့မလားမပါဖြစ်ကုန်ပဲလို့ပြောလိုက်ပါတယ်။အဲကြောင့်ဂုံမြောင်ကဒီနေ့တော့သူတို့မိသားစုကောင်းကောင်းလုပ်ကြမယ်လို့အမေကိုပြောနေပါတယ်။အဲ့ချိန်မှာပဲရှေကန်းကားမောင်းနေအုံးမြောင်နဲ့အဖေဖြစ်သူဂွမ်ရှိတို့ကတော့မျက်ရည်တွေစီးကြမလားအောင်တခြားရှိုက်နေရပါတယ်။အဲနောက်မှာတော့သူတို့သမီးကားစိုက်တာနဲ့မိဘဖြစ်တဲ့ဂွမ်ရှိနဲ့အဲဆုံးတို့ကအဲခံဖို့အမြန်ဆင်းကြပါတယ်။ အရင်ကအခန်းချင်းချင်းလေးမှာငားနေတုန်းကသူတို့ဘောကောင်းပေးခဲ့တဲ့အင်ရှင်လင်များကအစဂုံမြောင်လက်ထပ်ပွဲကိုအရောက်လာခဲ့ကြပါလေအင်ရှင်ကတော့အခုလက်ထပ်မဲ့ကောင်မလေးကအဲ့တုန်းကသကြားလုံးကြိုက်တဲ့ကောင်မလေးလားလို့မေးလိုက်ပါလေကွမ်ရှစ်လည်းခေါင်းညိတ်ပြီးတော့အဲ့တုန်းကသကြားလုံးအမြဲလက်ကားကျွေးခဲ့တဲ့ဂုံမြောင်ပါလို့ပြောလိုက်ပါလေအဲ့လိုနဲ့ဂုံမြောင်နဲ့တငယ်ချင်းဖြစ်သူကဓာတ်ပုံရိုက်ပေးမဲ့ဂျူကျောင်းကိုမြင်လာနဲ့လက်လှမ်းပြကြပါလေတောင်မြင်ပြီးယုံမုံကတော့ကားထဲကထွက်တော့မဲ့အနေထားကိုရောက်သွားခဲ့ပါလေဒါမဲ့ယုံမောအသီးစိတ်ကိုပြန်ကတ်ပြီးတော့အလကားတသက်လာမိသွားတယ်လို့ဒီတို့ရေရွနေတာပါ ိုင်နာမှာတော့ဒရိုသမီးဝတ်စုံနဲ့အတော်လှနေတယ်။ကိုမြောင်းကိုကြည့်ပြီးတော့ရုံမုံကတော့ဝန်ထမ်းမှုတွေနဲ့သူပြုံးနေမိပါတယ်။အိုင်နာမှာတော့ကိုမြောင်းအထဲကိုဝင်လာပြီးတော့မိဘတွေနဲ့ဒရိုသားရှိရာကိုရောက်လာခဲ့ပါတယ်။ဒရိုသမီးဝတ်စုံနဲ့အန်ဟောဆရာကောင်းလောင်းကိုလှတယ်။ကိုမြောင်းကိုမြင်ပြီးတော့ကျွန်းစောကတော့အယူတစ်ပိုင်းဖြစ်နေခဲ့ပါပြီ။ဒါပေမဲ့အပြင်ကရုံမုံကတော့သူပေးရမယ်။ပန်းလက်ဆောင်ကောင်စင်မပေးနိုင်တော့ပဲကားကိုလှည့်မောင်းကမင်္ဂလာပွဲကနေပြန်ထွက်လာခဲ့ပါတယ်ဒီလိုနဲ့လက်ထပ်ပွဲကတိတ်မကြခင်မှာစတင်ပါပြီသရိုသားဘတ်ချွန်းစော့က ရှောက်လန်းလေကနေခန့်ညာညာရှောက်လာပြီးတော့ရှောက်လန်းဆုံးကနေသူတို့သမီးကိုစောင့်နေခဲ့ပါတယ်။အထဲမှာတော့ဂုံမြောင်ကအဖေဖြစ်သူလက်ကိုတွဲပြီးတော့ထွက်လာမှာမလို့ပြင်ဆင်နေပါတယ်။ဒိုနဲ့ဂုံမြောင်သူ့ဖေကိုကြည့်ပြီးတော့မငိုဖို့နဲ့မင်္ဂလာပွဲမှာငိုတဲ့လူတွေကိုမုန်းတယ်လို့ပြောလိုက်ပါတယ်။အဲဒါဂုံမြောင်ကသူ့ဖေကွမ်းရှစ်ကိုမငိုဖို့နဲ့ငိုရင်စိတ်ဆိုးမှာတော့လို့ပြောနေခဲ့တာပါ။ပြီးတော့ဂုံမြောင်ကသူ့ရောသူ့ဖေရောမငိုမိအောင်တစ်ချိန်လုံးမျက်လုံးချင်းမဆိုင်မိအောင်နေဖို့ကိုပြောနေခဲ့ပါတယ်။အဲဒါကွမ်းရှစ်ကတေချာမလုပ်နိုင်နောက်ဆုတ်ပြီးတော့ သူ့စီကိုသာတန်းတန်းပြေးလာခဲ့ဖို့တမိဖြစ်သူကိုမှားလိုက်ပါတယ်။ကိုမြောင်လည်းအဲ့စကားကြားနဲ့မျက်ရည်တွေအလေးလိုက်ကိုစိုးတက်လာပါတော့တယ်။ငယ်ငယ်ကလေးကကွမ်းရှိကကိုမြောင်ကိုဘယ်ရာမစိုးအတင်းချက်မလုပ်ခိုင်းခဲ့ပါဘူး။ထမင်းကျွေးရင်တော့ကိုမြောင်မကြိုက်ရင်ချက်ချင်းထွေးထုတ်ဖို့ပြောခဲ့တယ်သူပါ။ပြီးတော့ကိုမြောင်ကိုကြောင်းပိုးရမယ့်အရွယ်မှာလဲတမိဖြစ်သူကိုစိတ်မချတာကြောင့်မလုံနိုင်မှုထင်အဖေးအိမ်ကိုအမြန်ပြန်ပြေးလာခဲ့ဖို့ပြောနေခဲ့ပါတယ်။အဲ့တော့အပြေးပြိုင်ပွဲမှာလဲကိုမြောင်ပါခဲ့ပြီမယ့်အဖေးကတော့ပထမမရလဲဘာမှမဖြစ်တာကြောင့် EC ပဲလုပ်ပါတမိရဲ့လို့ပြောတာပါ။ ဲနောက်မှာတော့တက္ကသိုလ်ဝင်ငွေဆောင်ပွဲမှာလည်းအဖေကကိုမြောင်အကုံတော်တာတီးပြီးသားမလို့ခေါင်းကိုက်ပြီးတော့မဖြေနိုင်နောက်ဆုတ်ပြီးတော့ဒီမှာရက်နေတဲ့သူ့စီပြေးထွက်လာဖို့ကိုမြောင်ကိုပြောခဲ့ဘူးပါလေတကယ်တော့ကိုမြောင်နောက်မှာအဖေကအမဲရှိနေခဲ့တာပါကိုမြောင်ကျိုးတန်းပေါ်မှာလမ်းလျှောက်တဲ့အခါတိုင်းအဖေကပိုက်ကွန်ကင်ပြီးတော့ရက်ဆောင်နေခဲ့တာကြောင့်ပြုတ်ကျရင်တော့အဖေရှိတယ်ဆိုရယ်စကားတစ်ခုကအားဖြစ်စေခဲ့ပါလေအဲနောက်မှာတော့ကိုမြောင်ကပြောမထွက်ပဲငိုယိုနေခဲ့ပါတော့တယ်မကြခင်မှာသရိုးသမီးကဝင်ရတော့မှမလို့အဖေကတော့သူရှိနေမှာဖြစ်တဲ့အတွက်လုံးချင်တာအားလုံးကိုလှုပ်ခဲလိုက်ဖို့ပြောလိုက်ပါလေ အဖေကတော့ဂျွန်းစောကစိတ်တူအောင်လုပ်ရင်တော့သူရှိနေပေးမယ်လို့ပြောလိုက်တာပါအဲ့တော့ねဂုံမြောင်အမျက်ရည်ကြီးကကရှိုင်ကြီးငင်းနဲ့အဖေလက်ကိုတွဲပြီးမင်္ဂလာခမ်းမတဲ့ကိုဝင်ရောက်လာခဲ့ပါတယ်ရင်ကုန်းသမားဒေါ်လေးနဲ့တူအိုးမြောင်ကလည်းအမငိုနေအောင်မြင်ပြီးတော့ရှိုင်ကြီးငင်းဖြစ်နေခဲ့ပါတယ်အဲ့တော့မှတော့ဂုံမြောင်ကရှိုင်ကြီးငင်းထက်ငိုနေတာကြောင့်သူတို့သားလည်းမဆောင်နိုင်တော့ပဲလာပြီးတော့ခေါ်ရပါတော့တယ်တူနဲ့မင်္ဂလာခမ်းမကြီးလည်းရှောက်လာတယ်သူသမီးလေးဂုံမြောင်ကကွမ်းရှိတွတ်တော့အရွယ်မရောက်သေးတဲ့ခလေးမလေးပါပဲ ကိုမြောင်ကိုမွေးလာပြီးကလေးကကွမ်ရှိအကောင်းငယ်ပုံမှာနေလို့ခံစားခဲ့ရတာပါကွမ်ရှိလည်းဟမ်းမဆောင်နိုင်တော့ပဲငိုချနေခဲ့ပါပြီတောင်အမြင်နဲ့ချုံးစောကလည်းကိုမြောင်နာကပ်ပြီးတော့အဖေကပုံကိုမာလို့ပြောထားတဲ့အတိုင်းပဲအခုလည်းငိုနေကြောင်းတီးတိုးပြောနေခဲ့ပါတယ်အဲလိုနဲ့မင်္ဂလာဦးညမှာတော့ကိုမြောင်တို့မိသားစုနဲ့တူချုံးစောကလာပြီးတော့တောက်ပါတယ်ကွမ်ရှိကတော့အများကြီးတောက်စားထားကြအောင်အဲဆုံးကယောက်ျားနှစ်ယောက်ကတမ်းမာကြီးအောင်ဆောင်နေကြတယ်လို့သာသမီးကိုပြောနေခဲ့ပါတယ်အဲနောက်မှာမူးပြီးတော့ပြုတ်ကြတော့မဲ့ကွမ်ရှိကိုချုံးစောကလမ်းဆွဲထားလိုက်ရပါတယ် ။ကွမ်ရှက်ကတော့ဂျွန်ဆောတို့အိမ်ကဂုံမြောင်းကိုချစ်မာလားလို့ရုတ်တရက်ထပြီးတော့မေးလိုက်ပါတယ်။ဂျွန်ဆောကတော့သူ့မိအရင်ကလေးကဂုံမြောင်းကိုသူ့ထက်တောင်ပို့ပြီးတော့သဘောကျသေးကြောင်းပြောနေခဲ့တာပါ။ဒါပေမဲ့ကွမ်ရှက်ကတော့မူးပြီးတော့ဂျွန်ဆောတို့အိမ်ဟာကျွေးမှမဟုတ်ပဲတသက်လုံးသူ့သမီးရန်ဂုံမြောင်းပဲဖြစ်ရမယ်လို့သာတခါလေးပြောခဲ့ပါတယ်။အဲနောက်အဖေကဂျွန်ဆောကသူ့စီကနေကောင်းငင်ဘုံကိုယာသွားတာပဲလို့ပြောနေခဲ့တာပါ။ပြီးတော့ကွမ်ရှိကသူသမီးကိုနှစ်30တွင်ဘာမှမလုပ်ပေးခဲ့တဲ့ချွန်းစော့စီလွှဲပေးလိုက်တာလို့ပြောပါတယ်။အဲလိုနဲ့ကွမ်ရှိကတော့သူ့ရဲ့တစ်ဖက်သားအချစ်တွေကို နှစ်30အတွင်းမှာပထမဆုံးအကြိမ်ဖြင့်လူယူခံလိုက်ရပါတော့တယ်။မင်္ဂလာပွဲတုန်းကလည်းဂါရဝပြုတဲ့အချိန်မှာဂွမ်ရှိကအဆက်မပြတ်ပဲငိုနေခဲ့တာပါ။အားလုံးကလည်းသူတို့သမီးအဖေကသမီးဖြစ်သူကိုချင်းလုံးလုံးငိုမှန်းကိုတည်မြင်ခဲ့ကြပါလိမ့်။ရင်ကုန်းမအတော်ဒီနဲ့ဂွမ်ရှိအမေကတော့ဂွမ်ရှိရဲ့နာလေးကိုအလူယူခံလိုက်ရတာမလို့ဂွမ်ရှိကသူ့အမေနောက်အိမ်အောင်ပြုတ်ဝင်အောင်အဲ့ဒီတော့ငိုမှမဟုတ်ဘူးလို့ပြောနေကြပါလိမ့်။ဂွမ်ရှိအပြင်အုံမြောင်းလေးဇက်တိုက်ငိုနေရကြောင့်မငိုတဲ့အဲဆုံးကရှက်နေခဲ့ပါလိမ့်။ အဲလိုနဲ့မင်္ဂလာဆောင်အပြန်ပြန်လာကြတဲ့အခါမှာအိုးမြောင်ဖုန်းနေဇက်တိုက်ဆက်သွယ်နေပါတယ်။အိမ်အောင်ရောက်တဲ့အခါမှာတော့လူတအုပ်ကကားပေါ်ဆင်းလာပြီးတော့အိုးမြောင်စီကိုဥတီလာပါတယ်။ပြီးတော့သူတို့ကအိုးမြောင်ကိုအမေနဲ့အဖေမပေါင်းခိုင်းတဲ့ဘတ်ချုံယုံဗမာလဲဆိုတာသိကျင်နေကြပါတယ်။အဲဒါကြောင့်အဖေမေစကားနားမထောင်မိတဲ့အိုးမြောင်တယောက်တန်ငယ်ချင်းရဲ့အရှုပ်တော်ပုံလေးပါသွားခဲ့ရပါတော့တယ်။ ဟုတ်ကဲ့ပါဒီနေ့အတွက်တင်ဆက်မှုကဒီလောက်ပါပဲခင်ဗျဒီနေ့ကအပိုင်း73ဖြစ်တဲ့အတွက်ဇာသိမ်းမှုကလည်းနောက်ထပ်3ပိုင်းသာကြံပါတော့နေဆိုတော့နောက်နေ့မှလည်းအပိုင်းဆက်တွေဆက်ပြီးတော့တင်ဆက်ပေးမှာဖြစ်တဲ့အတွက်လောက်နားဆင်အားပေးကြဖို့လည်းဒီဘာလေးဖိတ်ခေါ်ပါစီ channel လေးကိုလည်း subscribe လုပ်ပြီးတော့ဘေးနားအကောင်းလုံးလေးလည်းနှိပ်ထားပေးပါအောင်ခင်ဗျဒီနေ့မှအချိန်မေးကြည့်ရှုခဲ့ကြတဲ့ drama ချစ်သူပရိသတ်ပေါင်းပျော်ချီးတင်အောင်ကျေးဇူးထူးပဲတင်ရှိပါရခင်ဗျာကျွန်တော်အန်ခင်မူပါ